တော့ဒီနေ့ press conference လုပ်ရရဲ့ချက်ကတော့ဒီ December 10ရက်နေ့17ရက်နေ့မှာเนาะ2ရက်ဆက်တိုက်ဒီကျွန်တော် H Light Company Entertainment Company Limited နဲ့ Bangkok ကနေ retail session ပေါင်းပြီးတော့ two day first time ပေါ့เนาะဒီမှာဒီမှာပထမဆုံးချိန်ပါပဲ2ရက်ဆက်တိုက် festival နဲ့ stage နှစ်ခုနဲ့ artist ဆက်ချောက်လဲပြုတ်သွားတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့တော့ဒီ press conference လုပ်ရခြင်းဖြစ်ပါတယ် အဲ့ကိုအဲ့ဆိုတဲ့ brand ကိုကျွန်တော်ဒီမြန်မာနိုင်ငံမှာ representative ဟိုရက်တည်လို့ရတယ်ဒီပထမဆုံးအနေနဲ့ကျွန်တော်တို့ဟိုဟာအာအနေနဲ့ကျွန်တော်ဒီ hardware ကိုပထမဆုံးနဲ့ကျွန်တော်ဖိတ်ခေါ်ပြီးမှာ brand ကိုမြန်မာဒီ server တွေကိုကျွန်တော်စတင်ပြီးတော့မှာ launch လုပ်ပြီးရွေးထားပါတယ် first of all EDM ဆိုတာပါလဲဆိုတာကိုမြန်မာနိုင်ငံကိုသိစေခဲ့တယ်စတင်မိတ်ဆက်ပေးခဲ့တယ် H Life Entertainment ကကျွန်မပြုလုပ်တာဖြစ်တယ် H Life Entertainment က redox session နဲ့ပူးပေါင်းပြီးတော့အခု irreversible ကိုသင်ဆောင်လာခဲ့တာဖြစ်တယ်။အရှိတောင်အာရှမှာအကြီးမားဆုံး beta ပွဲတော်ရဲ့တစ်ခုဖြစ်တယ်။ aerodynamics ဆိုတာအခုမြန်မာနိုင်ငံမှာပထမအဦးဆုံးလောက်လာ30 70ပါလဲဆိုတော့မြန်မာနိုင်ငံကရှိတယ်။မြန်မာပြည်သူပြည်သားတွေအားလုံးသိရတော့